တ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာနှုတ်ခွန်းဆက်တာအပ်ပါတယ်။ဗုဒ္ဓသာသနာတော်ထုံးကားပြန်ပွားလာတဲ့ကျွန်တော်တို့နိုင်ငံတော်မှာတကူးကြီးမားလာတဲ့ဖျားပထိုးစီရီများတာသနိကအဆောင်များနဲ့တက်ပေကြီးညိုစရာတွေ့မြင်နိုင်ပါတယ်။ သာသနာတော်ထွန်းကားပြန်မရေးအတွက်ကြိုးစားဆောင်ရွက်တော်မူကြရမှာပမောခချုပ်ဆရာတော်ဒေါက်တာနန္ထမာလာဘိဝန္ဒမဟာထေမြတ်ဟာလည်းစွန်းစွန်းတမန်ကြိုးစားဆောင်ရွက်တော်မူစေဖြစ်ပါတယ်မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဒိုးပင်တောင်မှာ ပမောခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝန္တဦးစီးတီထောင်တော်ဓမ္မတဟာယသာသနာစင်တာ၌ဓမ္မရာဇာစီရီတော်ဓမ္မဒါယတသိန်းတော်ဓမ္မကောတာဘိတကတ်၌ဓမ္မရတ္တိဓမ္မယုံဓမ္မတိပိရိစံချောင်းနှင့်တန်ခါဆောင်များရေးဆက်ချပွဲနှင့်ဖွင့်ပွဲလှူတော်မင်္ဂလာခမ်းနာကြီးကိုစီကားတိုင်မြစွာကျင်းပပြုလုပ်ခဲ့ပါသည် နာကို ပင့်တန်ကဆရာတော်ဖျားကြီးများတိလရှင်ဆရာကြီးများတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်များအလှူရှင်များနဲ့ဖိတ်ကြားထားသောဧည့်သည်တော်များစုံညီစွာတက်ရောက်လာခဲ့ကြပါသည်။ ခန္ဓာကိုနမောတတ္တသုံးချိန်ရွတ်စွာဘုရားကတော်ကဖွင့်လှစ်ခဲ့ပြီးအပြိတ္တများကနိုင်ငံတော်ဩဝါဒဆရိယရွှေကျင်နိကာယတွဲဘက်သာသနာပိုင်ဇဘူးမောဆရာတော်ဘုရားကြီးထံမှကိုးပါးတီလခံယူဆောက်တည်ကြကြပါတယ်ဆလပီနိုင်ငံတော်ဩဝါဒဆူရီယာ ရွှေကျင်နိကာယတွဲဖက်သာသနာပိုင်ဇဘူးမောဆရာတော်ဘုရားကြီးထံမှဩဝါဒကထာနာယူခဲ့ကြပါတယ်အလီနာမှာတော့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်းကြီးချုပ်ဦးရဲမြင့်မှတာသနာရေးဆိုင်ရာများကိုရှောက်ထားခဲ့ပါတယ်ဆက်လက်ပြီးတော့လေစကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်းကြီးချုပ်ဦးတာအေးမှတာသနာရေးဆိုင်ရာများကိုဆက်လက်ရှောက်ထားခဲ့ပါတယ်။ ာသနာရေးဆိုင်ရာများရှောက်ထားပြီးတဲ့အခါမှာအခမ်းအနားကိုကြွောက်လာကြတဲ့ဆရာတော်တန်ဃာတော်အရှင်သူမြတ်တို့အားလူဝဲဝိတ္ထုပစ္စည်းများစက်ကက်လှူဒန်းခဲ့ကြပါတယ်။ က်ပြီးတော့ဓမ္မတဟာယသာသနာစင်တာကြီးအတွက်အလှူရှင်တီးတီးကလည်းအလှူငွေများပေးအပ်လှူဒန်းခဲ့ကြပါတယ်ငွေများပေးအပ်လူရန်အပီမှာတော့မဟာဝိသတာယုံချောင်းတိုင်ဗဒါနနာကဆရာတော်ဖျာကြီးအဘိဓဇမဟာရထကုရုဗဒ္ဒန္တဝိစာရိနာဘိဝန္တထမအနုမောဒနာတရားနာချာကပြုပြုသမျှသောကုသိုလ်ကောင်းမှုအစုစုလိုအတွက် ရည်ဆက်သွင်းချအမျှပေးဝေခဲ့ကြပါတယ်အဲ့ဒီနာမှာတော့ဗုဒ္ဓသာသနာစီရင်တိတ်တတုတုံးကျင်ရွတ်စုစုတောင်းကအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားအပြီးမှာတော့ကြွားရောက်လာကြတဲ့ဆရာတော်တန်ခါတော်အရှင်သူမြတ်တို့အားစွန့်စံစိမ့်တဲ့လူပွဲဝိတ္ထုပစ္စည်းများစက္ကန့်လှူဒန်းခဲ့ကြပါတယ်။ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့စေတနာတရားတရားထက်တန်မှုတွေကိုလည်းကြည်နူးပွဲရာခံစားတွေ့မြင်ကြမှာပါ။ဓမ္မထာယသာသနာစင်တာကြီးဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်များပြုလို့ဆောင်ရွက်မြေသာသနာပြုလုပ်ငန်းစဉ်များအကြောင်းကို ဓမ္မတဟာယသာသနာစင်တာကြီးကိုဦးစီးတည်ထောင်တော်မူသော ပမောခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာပြီးဝန်တာအရှင်မြတ်ကအခုလိုပဲမိန့်ကြားတော်မူခဲ့ပါတယ်။ဘုန်းကြီးရဲ့ရွေချက်ကမြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုလူတိုင်းလူတိုင်းလက်တွေ့ကျင့်သုံးနိုင်နည်းစနစ်ကိုဒီနေရာမှာနှွေရသည့်အပန်းဖြေရင်းသင်ကြားပို့ချပေးဖို့ ပိဋကတော်လာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုရဟန်းရှင်လူပြည်သူတွေရဲ့တည်းထဲကိုနှလုံးသားထဲရောက်အောင်ဘုန်းကြီးကတတ်နိုင်တဲ့မြန်ဆောင်ရွက်မယ်ဆိုရည်ရွယ်ချက်နဲ့ဒီစင်တာကိုလုပ်တာအခုလောလောဆယ်တော့ဓမ္မတဟာယ organization ဆိုတာမဖွဲ့ရသေးပါဘူး။နောင်ကြလို့ရှိရင်ကြဲကြဲပြတ်ပြတ်တရားဓမ္မနဲ့ပတ်သက်ပြီးလေးလာလိုက်စားလို့တဲ့ပုံကိုယ်တွေများလာလို့ရှိရင်ဓမ္မတဟာယ organization ဆိုတာပေါ်လာမှာပါ။ အခုလောလောဆယ်တော့ဒီမှာကုသကောင်းမှုပြုကျင်တဲ့အခါမှာအဲဖုံးဖုံးနဲ့ပဲတရားဆက်သွယ်ပြီးတော့လုပ်လို့ရပါတယ်နော်တခြားအဖွဲ့အစည်းတွေပါတယ်မရှိသေးပါဘူးပွင့်ပွဲစီစဉ်များအပြီးမှာတော့အခမ်းအနားကိုကြွားတော်မူလာကြတဲ့ဆရာတော်တန်ဃာတော်များအားနေစွန်းစက္ကပ်ပြုခံခဲ့ပါတယ်။ ပြည်သူများခင်ဗျာဗုဒ္ဓသာသနာထွန်းကားပြန်ပွားလာတဲ့ကျွန်တော်တို့နိုင်ငံတော်မှာတပ်ပေကြီးညိုစရာဖျားပထုစီရီများကိုကြီးညိုပွဲရာဖူးထွေးနိုင်တယ်လို့သာသနိကအဆောင်များကိုလည်းဝမ်းသာပီတိဖြစ်ပွဲအများပြားတွေ့မြင်ကြမှာပါအခုဆိုရင်လည်းပမောခချုပ်ဆရာတော်ဒေါက်တာအနန္ဒမာလာပြည်ဝန်သားဦးစီးတီထောင်သောဓမ္မတဟာယသာသနာစင်တာမှာဓမ္မရာစာစီရီတော်ဓမ္မထာယထတိန်တော်ဓမ္မကောတာပိတကတ္တ ဓမ္မရတ္တိဓမ္မယုံဓမ္မတိပတိစံချောင်းနဲ့တန်ခါဆောင်များအားအောင်မြင်စွာ တည်ထားနိုင်ပြီဖြစ်ပါတယ်။ဒီသာသနာစင်တာကြီးမှာသာသနာပြုလုပ်ငန်းများစွာကိုဆောင်ရွက်နိုင်တော့မှာလည်းဖြစ်ပါတယ်။ဒါကြောင့်ဓမ္မတဟာယသာသနာစင်တာရေးဆက်ချပွဲနှင့်ဖွင့်ပွဲအစီအစဉ်ကိုပရိသတ်များကြီးညိုတရာပွားများစွာတွေ့မြင်နိုင်စေဖို့ဒီနေ့အစီအစဉ်ကနေရိုက်ကူးတင်ဆက်ပေးလိုက်ပါရခင်ဗျာ။